မင်္ဂလာပါလူချင်းတို့အနေနဲ့ကိုကိုကိုနှစ်လိုပဲကောင်းတယ်လို့ထင်ပါသလားနှစ်လိုပဲကောင်းမှုဟာအလွန်ရေးကြီးတယ်ရုပ်ချောတာမချောတာခဏတာနှစ်လိုပဲကောင်းမှဘဝမှာအောင်မြင်မှာလူတွေဟာနှစ်လိုပဲကောင်းတဲ့သူတွေနဲ့ပဲအလုတူတူလှုပ်ခြင်းတယ်ဥပမာရောင်းမီလို့ပြောရင်နှစ်လိုပဲကောင်းတဲ့သူတွေဆီကဝဲခြင်းတယ်ဟာမင်းကလည်းကွာအဲ့ဒါဆိုမင်းကုန်ပစ္စည်းဝန်ဆောင်မှုအရေးသွေးမကောင်းနှစ်လိုပဲကောင်းနေရမလားအဲ့ဒါလိုတော့မရဘူးကုန်ပစ္စည်းဝန်ဆောင်မှုအရေးသွေးကောင်းမှုတော့လိုတယ်သို့တော့နှစ်လိုပဲမကောင်းတဲ့သူဆီကလည်းဘယ်သူမှမဝဲခြင်းဘူး ဲ့တော့လူကျွန်းတို့ဒီနေ့ကျွန်တော်လှုပ်ဝှက်ချက်တစ်ခုကိုပြောမယ်အဲ့ဒါဘာလဲဆိုလူတယောက်နဲ့တယောက်စတွေ့တဲ့အခါမှာ first impression ဒီအလွန်အရေးကြီးတယ်အဲ့ဒီစတွေ့တဲ့ first impression မှာလူချင်းမင်းတို့ဟာနှစ်လိုပဲကောင်းတဲ့သူတယောက်ဖြစ်တစ်ဖက်သူခံစားသွားအောင်အဓိကဆောင်ရွက်ရမယ်အဓိကသုံးချက်ကိုကျွန်တော်မျှဝေပေးမှာဖြစ်တယ်အမကျွန်တော်တို့ရောင်းပြီဆိုပါဆိုဟဲ့လားလူတောင်နဲ့စတွေ့ရင်ကိုကအယောင်သမားတယောက်ဆိုရင်ကိုကနှစ်လိုပဲကောင်းတယ်လို့ထင်သွားရင်ရောင်းရဖို့ကတေးကြတဲ့လောက်ဖြစ်လူတွေကနှစ်လိုပဲကောင်းတဲ့သူတွေစီကဝဲကျင်တယ် ဆိုတော့တချို့ကလည်းပြောတယ်ဟာကျွန်တော်တို့ကစိတ်ထားကောင်းနေကျွန်တော်တို့အပေါ်ယံကြည့်ပြီးတော့ကျွန်တော်တို့ရဲ့အပေါ်ယံကိုမဆုံးဖြတ်ပါနဲ့လူချင်းမင်းကိုအခုမှစတွေ့တဲ့သူကလူချင်းမင်းစိတ်ထားကောင်းတာဘယ်လိုလုပ်သိမလဲလူချင်းမင်းစိတ်ထားကောင်းတာအကြာကြီးပေါင်းမှသိဒါကြောင့်ပထမအထင်မြင်ကအလွန်ရေးကြည့်တယ်အဲ့ဒီအတွက်လူချင်းတို့လိုရမယ့်အလုပ်ကဘာမှသိမခက်ဘူးသုံးချက်ပဲအလွန်ရိုးရှင်းတယ်ဒါမှကျွန်တော်တို့ကြည့်ကြည့်အောင်လက်ရဲမျက်လုံးရဲကိုနေဟန်ထားရဲ့ဗာလဲလက်ရဲမျက်လုံးရဲကိုနေဟန်ထားရဲ့ဒီသုံးခုကိုကျွန်တော်အခုတစ်ခုချင်းစီရှင်းပြ လက်ဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်တို့စကားပြောတဲ့အချိန်မှာလူတွေအကြည့်ဆုံးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းဟာဒီလက်နှစ်ဖက်ဖြစ်တယ်။ဘာဖြစ်လို့လဲဒီလက်နှစ်ဖက်ကလှုပ်နေတာဖြစ်တယ်။ကျွန်တော်စကားပြောတဲ့အချိန်မှာလှုပ်နေတာဒီကောင်းတစ်ကောင်းပဲရှိတယ်။ဆိုတော့လူတွေတော်တော်များများဒီဒီလိုလဝါဖြန့်ထားတာကိုတို့တို့သဘောကျတယ်။အဲ့တဖက်ကျွန်တော်က customer ရှင်းပြကျွန်တော်တို့ဒီလိုရှင်းပြခြင်းနဲ့မင်းတို့ကဘာမှကွယ်ဝတ်ထားတာမရှိဘူးလို့ပြောတာအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီလိုပိုဒီယမ်နဲ့ဟောပြောပွဲပြောမယ်ဆိုရင်လည်းကျွန်တော်တို့ကလည်းမင်္ဂလာပါကျွန်တော်တို့လက်ဘွားကိုပြမင်္ဂလာပါခင်ဗျာ ျွန်တော်ဒီလက်ဖွားဖြန့်ထားတာကိုမြင်လိုက်တာတစ်ဖက်သူကကျွန်တော်ကို friend list တဲ့တငယ်ချင်းစီးနေထည့်လိုက်တယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့ဘိုးဘေးဘီဘီနေကကြောက်ခက်ကသူတွေ။အဲ့တော့ကြောက်ခက်မှာဟလာတကူကနေတကူလာလဲပြီဆိုပါဆိုဟိုဘက်ကလာလဲတဲ့ကောင်ကဒီလိုလက်လေးပြပြီးတော့ဒီလိုလာလဲခြင်းဟာဟေးမင်းငါလက်ထဲမှာမင်းကြောက်လက်နဲ့လည်းမရှိဘူးပစိန်လည်းမရှိဘူးဘာမှမပါဘူးလို့ပြောခြင်းဟာမင်းကမင်းငါမင်းရဲ့ friend ဖြစ်တယ်တငယ်ချင်းဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်။အဲ့ဒီ ဘောတဘာဝကျွန်တော်တို့ဒီ generation တွေဒီကျွန်တော်တို့ရှိရဒါကြောင့်ကျွန်တော်တို့ကတစ်ဖက်သားရဲ့ဒီလက်ဖွားနှစ်ဖက်ကိုမြင်လိုက်ရင်စိတ်သက်သာသွားအဲဒါမှမဟုတ်ပဲ network မှာ8ထဲကိုလက်နိုင်ထားတာတို့လက်ကိုနောက်ပြစ်ထားတာလက်ကိုမပြလက်ကိုမမြင်ရရင်စိတ်မသက်မသာစဖြစ်တယ်ဒီကောင်ကောင်လိန်နေပြီလို့ထင်ဒါကြောင့်လက်လက်ဒီအရေးကြီးတယ်နောက်တစ်ခုကတော့လက်ဟန်ခြေဟန် ကဘာပေါ်မှာစကားပြောကောင်းတဲ့သူတွေဥမာဟောပြောတဲ့သူတွေထဲမှာလူတွေပေါ်လွှမ်းမိုးတက်ရအောင်ပြောနိုင်တဲ့သူတွေကပုံမှန်ဟောပြောတဲ့သူတွေထဲသူတို့ရဲ့ကိုဟန်အမူအရာလက်ဟန်ချေအကို80ခန်းကနေပို့အသုံးပြုတယ်လို့သူတေသနာတွေကဆိုတယ်ဆိုတော့ကျွန်တော်တို့စကားပြောကောင်းတဲ့သူတယောက်ရဲ့ပုံစံမျိုးကျွန်တော်ပြောပြလူကျွန်းတို့ခင်ဗျာလူကျွန်းတို့ဒီနေ့လူကျွန်းတို့ဘဝအတွက်အလွန်အလွန်အရေးကြီးတဲ့အချက်၃ချက်ကိုကျွန်တော်ရှင်းလင်းပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးနဲ့ပြောတယ် ။ဘာဖြစ်လို့လဲ။ကျွန်တော်တို့ရဲ့လူရဲ့သဘောကမြင်တာကိုကြားတာတည်းပုံမှတ်မိ။လက်ဟန်ခြေဟန်ကိုတို့စကလုံးတွေတည်း၁၂ဆ၁၃ဆလောက်ပိုအလေးထားတယ်လို့သူတေသနာတွေကဆိုတယ်။ကျွန်တော်ပြောပြလူချင်းတို့ကျွန်တော်အလွန်ကြီးမားတဲ့ idea တစ်ခုကိုပြောမှဖြစ်တယ်တွေ့လားမသိဘူး။အဲ့တော့လူချင်းမင်းတို့ကျွန်တော်အလွန်ကြီးမားတဲ့ idea ကိုပြောမှဖြစ်တယ်လူချင်းတို့ကဝိုင်းရင်နေပြီကျွန်တော်ဒီနေ့လူချင်းမင်းတို့ကိုဘဝအတွက်အလွန်ရေးကြီးတဲ့အချက်၃ချက်ကိုရှင်းလင်းပြမှဖြစ်တယ်လူချင်းမင်းတို့ကအဲ့ကျွန်တော်ပါဇက်က၃ချက်တဲ့ဒီနှစ်ကိုမြင်ပြီးခေါင်းထဲကိုဆွဲပြီးတော့ထရင်နေပြီ ဒီခန္ဓာကိုယ်ရဲ့ body language ကိုဒီလက်ဟန်ခြံကိုလူတွေကပို့အလေးထားတာဖြစ်တယ်။ဒါကြောင့် customer ကိုရှင်းပြရင်ကျွန်တော်တို့ကဒီကုန်ပစ္စည်းရဲ့အတားချက်၃ချက်ကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်လို့ပြောပြီးရောင်းနေသူထက်မလုံးမလျှော့နဲ့ကျွန်တော်ဒီကုန်ပစ္စည်းရဲ့၃ချက်ကိုရှင်းပြပြီးပြောမှရောင်းအဲတဲ့သူနဲ့အများကြီးกว่า။ဒါကြောင့်နံပါတ်၁ချက်ပါလဲလက်နဲ့ပတ်သက်နှစ်ချက်ပဲမှတ်မယ်လက်ဖွာပြဖို့လိုတယ်ပါရိုက်ခိုင်းတာမဟုတ်ဘူးနော်ဒီလိုလက်ဖွာပြခိုင်းတာဖြစ်တယ်ပြီးရင်မလုပ်မလဲလက်ဟန်ခြံနဲ့ပြောဖို့လိုတယ်နံပါတ်၂မျက်လုံးဖြစ်တယ် မျက်လုံးချင်းစုံမှုလို့တယ်အခုကျွန်တော်နဲ့မျက်လုံးချင်းစုံကြီးပါအောင်ကျွန်တော်နဲ့မျက်လုံးချင်းစုံလိုက်တော့ဘလို့ခံစားရလဲကျွန်တော်တို့ကလူတယောက်နဲ့တယောက်မျက်လုံးချင်းစုံလိုက်ရင်ခန္ဓာကိုယ်ထဲကဟော်မုန်းတစ်မျိုးထွက်လာတယ်အဲ့ဒီဟော်မုန်းတစ်မျိုးရဲ့နာမည်အဲ့ဒီဟော်မုန်းရဲ့နာမည်ကအောက်ဆီတိုဆင်လို့ခေါ်တယ်အောက်ဆီတိုဆင်ဆိုတာက chemical of drugs ပဲအဲ့တော့ဘာလို့ပြောရလဲလူတွေမှာတယောက်နဲ့တယောက်ယုံကြည်မှုကိုဖြစ်စေတဲ့ဟော်မုန်းဖြစ်တယ်ကျွန်တော်တို့ကလေးတက်တက်လေးတွေသူ့မိခင်နဲ့ မျက်လုံးချင်းစကားပြောတာကျွန်တော်ကကလေးသေးသေးလေးတွေနဲ့ကျွန်တော်တို့သူနဲ့သူ့ယုံကြည်မှုကိုကျွန်တော်တို့ရကျင်ပါတယ်မျက်လုံးချင်းစုံရတယ်ဟုတ်လားသူများကလေးကိုချီချင်မျက်လုံးချင်းစုံပြီးကိုယ်နဲ့ယဉ်ညီအောင်လုပ်ရတယ်အဲ့တော့ကျွန်တော်တို့မိခင်တွေကသူတို့သားသမီးတွေကိုမျက်လုံးချင်းစုံပြီးစကားပြောခဲ့ကြတယ်အဲ့ဒီတိုင်းပဲလူတစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းစုံလိုက်ရင်အောက်ဆီတိုဆင်ထွက်တယ်အဲ့တော့ကျွန်တော်တို့က customer ကိုမျက်လုံးချင်းစုံပြီးတော့ကျွန်တော်တို့ company စီကဒီလိုရှင်းပြတခုတော့ရှိရမျက်လုံးချင်းစုံနေဆိုတဲ့နေရာမှာ100%အမြဲတမ်း like ကြည့်နေလို့တော့မရဘူး customer ဆိုင်ထဲဝင်နေ like ကြည့်နေ customer ကဘာလို့ like ကြည့်နေတာလဲ 60 to 70%လောက်ပေါ့ဒါဒီပြင်အချိန်ဒီမှာတော့ကိုယ်အလုပ်လဲလုပ်ပေါ့ဒီလိုလေးလမ်းပြောပေါ့သို့တော်မျက်လုံးချင်းစုံပြီးပြောဖို့လိုတယ်သူကစကားပြောနေတာကိုယ်တစ်ဖက်ကိုကြည့်ပြောတယ်ဆိုရင်တော့ဒါအလွန်ရိုင်းဆိုင်တယ်ဒါကြောင့်ဒုတိယအချက်ကတော့မျက်လုံးတတိယအချက်ကတော့အလွန်ရိုးရှင်းတယ်ကိုနေဟန်ထားအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ကဝန်ဆောင်မှုပေးရတဲ့သူဆိုရင်တော့ဘလို့လူပဲဖြစ်ဖြစ်နံပါတ်1မက်မက်ရက်ဖို့လိုတယ်ကျွန်တော်တို့ဒီ6လောက်နှစ်ဖက်ကအနည်းဆုံးကျယောက်ျားလေးတွေဆိုရင်တော့3လက်မလောက်ပေါ့မိန်းကလေးတွေဆိုရင်တော့2လက်မလောက် space လေးချဖို့လိုတယ် ပြီးရင်ကျွန်တော်တို့ဝန်ဆောင်မှုပေးတဲ့သူဆိုရင်တော့ဒီလိုလက်လေးနှစ်ဖက်ကိုရှက်ပြီးတော့မှကိုနေဟန်ထားတော့မတ်မတ်ရှိမယ် welcome ပုံစံမျိုးဖြစ်တယ်လုံးဝဒီလိုလက်ပိုက်ထားတာမျိုးပါမျိုးလုံးဝလုံးမလုံးတဲ့ဒါကို end barrier ဆိုခေါ်တယ်မင်းမင်းကလက်မခံဘူးဆိုတဲ့သဘောစီးဝေးဘာတွေမှာကျွန်တော်လက်ပိုက်ထိုင်နေရဆိုရင် သူနဲ့သွားပြီးဆွေးဆက်ညှိနှိုင်းလို့မရအောင်မင်းကမင်းပြောတာကလက်မခံဘူးဆိုတဲ့သဘောဒီလိုလက်ဖွင့်ပြီးထိုင်နေမင်းက welcome လုပ်တယ်ဆိုတဲ့သဘောအဲကိုကိုဒါကတော့ကျွန်တော်တို့ဝန်ဆောင်မှုနဲ့ပုံစံမျိုးပေါ့ကိုကို confidence ရက်ချင်တယ်ဆိုရင်တော့ဒီလိုလက်နှစ်ဖက်ကိုဒီလိုလေးချထားလို့ရတယ်ခန္ဓာကိုယ်တော့မတ်မတ်ပေါ့မတ်မတ်ဆိုရင်တောက်တောက်ရင်ကိုကောက်ကြီးအဲ့လိုကြီးပြောတာမဟုတ်ဘူးဒါပေမဲ့မတ်မတ်ဖြစ်ဖို့လိုတယ် smart ဖြစ်ဖို့လိုတယ်ဆိုတော့မဖြစ်တင်တာကတော့ဒီလိုမျိုးပေါ့ customer ကဒီလိုမျိုးပြောတာမျိုးတွေ ဖုန်းဖုန်းကြည့်ရင်လည်းလမ်းပြောတာမျိုးတွေเนาะကျွန်တော်တို့ကဖုန်းကို game ဆော့ရင်းနဲ့မှကန်ဆယ်လုံးဝလုံးဝမလုပ်တဲ့နဲ့ကိစ္စတွေဖြစ်တယ်เนาะဒါတွေကတော့ကျွန်တော်တို့အထူးရှောင်ကြဉ်ရမယ်เนาะကျွန်တော်တို့ဒါကြောင့်ကျွန်တော်တို့မြင်လိုက်တာနဲ့နှစ်လိုပဲကောင်းတဲ့သူတယောက်ဖြစ်ချင်ဘာမှမခတ်ဘူးအဆင့်30ပဲလက်ရဲမျက်လုံးရဲကိုနေဟန်ထားရဲဒါကိုမှန်မှန်ကန်ကန်ပေါင်းစည်းပြီးဆောင်ရွက်နိုင်လူကျွန်တော်ဘဝမှာနှစ်လိုပဲကောင်းတဲ့သူတွေဖြစ်ထင်မြင်မှုကိုရရှိပြီးတော့အောင်မြင်မှုတွေကိုရရှိလာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ် ကျွန်တော်များဝင်မှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဒီ season မှာစာအုပ်လည်းကျွန်တော်လက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့တော့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တို့ဒီလကျွန်တော်ဖွင့်ဖွင့်မှာတော့စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာတင်တန်းဖြစ်တဲ့ Certificate in General Business Management တင်တန်းဖြစ်ပါတယ်လေးလမှတစ်ကြိမ်ဖွင့်တဲ့တင်တန်းဖြစ်ပါတယ် online တင်တန်းကတော့ပြီးခဲ့တဲ့28ရက်နေ့ဆယ်လပိုင်း28ရက်နေ့ကဖွင့်သွားပါပြီသူကတော့ online ကနေ recorded video တွေက နေ့စဉ်ကြည့်ရမယ်အပတ်စဉ်တနင်္လာနေ့ည8:00တိုင်း Zoom Live Lecture တင်မှာဖြစ်တယ် online တင်တာတက်လို့မရတော့ဘူးပြည့်သွားပြီပြည့်ုံနေမကောက်ရှန်သွားပြီအပြင်လူတွေတင်တဲ့ကတော့အခုကျွန်တော်မျှဝေနေတဲ့ Tawin Center 3လာပြည်နှံ Tawin Center 3လာမှာရှိတဲ့ ML Institute ဒီတောင်ငူရုံးထဲမှာတင်မှာဖြစ်တယ် ကျွန်တော်တို့ဘယ်တော့တင်ပါလဲဆိုတော့အခုလာမဲ့တရက်နေ့နဲ့နှစ်ရက်နေ့၁၇လပိုင်းတရက်နေ့နဲ့နှစ်ရက်နေ့စနေတင်းတွေနှစ်ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိကျွန်တော်နဲ့နှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံတက်ရောက်မှာဖြစ်တယ်။ခုနကျွန်တော်တင်တန်းခန်းမကိုလူကျွန်တော်ပြလိုက်တယ်။ကျွန်တော်ဟောပြောပွဲဆိုလူငါးတထောင်လောက်နဲ့ပြောတာ။ဒီမှာကတင်တန်းဖြစ်တဲ့အတွက်လူကြီးအနေငယ်သာကန့်သက်ပြီးကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာဆွေးနွေးပြီးတင်တာဖြစ်တဲ့အတွက်အခုတက်ဖို့ကတော့၄နေရာလောက်ပဲကျန်တော့မယ်။အဲ့ဒီအပြင်တင်တန်းတက်ဖို့စိတ်ဝင်စားရင်တော့အမြန်မြန်အပ်ထားဖို့လိုတယ်။ နာမည်ရယ်ဖုန်းနံပါတ်ရယ်ကိုအခုကျွန်တော်လင်းတိုင်းညွန့်မြမမြေဆိုတဲ့ TikTok ဒီ account တစ်ခုပဲကျွန်တော်သုံးတယ် follower ကျွန်တော်တို့3.2 million ကျော်ရှိတယ်။အဲ့ဒီရဲ့ message မှာသွားဆင်းပေးပါ။ကျွန်တော်တို့ team ကအမိဆက်သွယ်ပေးမယ်။တမတ်လူကြီးကြော်သွားပြီနော်။သို့တော့10% discount ကျွန်တော်တို့ဆက်ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။ကျွန်တော်တို့ ဒီတင်တန်းဒီစီဝိုင်းစီမံခန့်ခွဲမှုဆိုင်ရာအခြေခံတင်တန်းဖြစ်တာနဲ့အညီစီဝိုင်းတစ်ခု level လောက်ကိုင်မှုအတွက်လိုအပ်တဲ့ marketing hr operation management စတဲ့ဘာသာရပ်တွေကို certificate level မိတ်ဆက်တင်ကြပေးမှာဖြစ်ပါတယ်။ဘလို့လူတွေတက်တင်လဲဆိုတော့ကိုယ်ကစီဝိုင်းလုပ်ငန်းတစ်ခုလောက်ကိုင်အောင်မြင်နေပြီးအတွေ့အကြုံရှိပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။ကိုယ်ကဝန်ထမ်းလောက်တဲ့အတွေ့အကြုံရှိပြီးသား management ပညာကို theory လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။ စီဝါရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမယ်ចောင်းသားចောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်။ကိုယ်မှာ business idea ရှိတယ်ဒါကိုလက်တွေ့အကောင့်ထဲပေါ်ခြင်းနဲ့အဲ့လိုလူမျိုးတွေလည်းတက်ရောက်နိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ကကိုယ်က MBA ဆက်တက်မယ် Management Diploma ဆက်တက်မယ်ဒီလိုလူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်တာဖြစ်ပါတယ်။ဒါကြောင့် Management ပညာကိုအသုံးပြုပြီးတော့မှဘဝကိုအောင်မြောင်တည်ဆောက်ချင်တဲ့သူတိုင်းနဲ့လာမယ့်စနေတနင်္ဂနွေတရက်နေ့နဲ့နှစ်ရက်နေ့မှာ Certificate in General Business Management ကျွေးရေးစီမံခန့်ခွဲပညာသင်တန်းမှာတွေ့ကြပါမယ်။ဒီစီဇန်ကြီးတဲ့သူတိုင်းအတွက်လည်းကျွန်တော်စာအုပ်ငါးကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်။အဲဒီစီဇန်မှာပါဝင်ခြင်းအခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ထက်ငါးဦးကိုကျွန်တော်စာအုပ် တယောက်တအုပ်နှုံးနဲ့လက်ဆောင်ပေးဦးမှာဖြစ်ပါလေလို့တည်င်းကောင်းပါလို့ပါတယ်။ We must work together. We must build our nation.